အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းမောင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့9ရက်10လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သရင်အနေအားဖြင့်ရဲသုံးဘော်ရဲ့စစ်သရင်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သရင်များမစတင်ပြီးမှကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ကြားအပ်ပါတယ်ဟုတ်ကဲ့စစ်သရင်များစတင်လိုက်ကြရအောင်ခင်ဗျာ ကရင်သုံးဘွဲ့ရွေးကောက်ပွဲထောက်ခံတယ်ဆိုတဲ့ထောက်ပြချက်ကလက်တွေ့မဆန်ပါဘူးလက်တွေ့မှာကရင်သုံးဘွဲ့လက်မျိုးညစ်ခံထားရတာပါတယ်ငပွေးတွေတပ်ပေါင်းညင်နဲ့အဆင့်ပါပဲတတိရှိတဲ့ကောင်လှုပ်ရဲရင်လှုပ်ကြည့်လိုက် မြုပ်သွားစေရပါမယ် MSS ပေါ့ဖော်ကြီးရဲ့ထောက်လိုင်းရင်အဖွဲကတော့လက်ဦးမှုရယူသွန်းလိုက်တာအကစန်းနေပါလားဗျ CIA နောက်ကောက်ကြာပြီးတော့ကြံရစ်ခဲ့ပါပြီ ဗမာတွေလဲတယ်လဲတယ်နဲ့အခုတော့ငါပိုက်ထဲမှာ သူကလေးကြံနေခဲ့တာဗမာကောင်မတိလိုက်ဘူးဆိုတော့မုကနော်ရဲ့စကားလိုဖြစ်နေပါရောလားအခုလမ်းဒစိမ့်မျိုးစုံကက်ခွာလုပ်ပြီးနားမျက်စိလဲအောင်စစ်ကစားပြီးလူလဲပေသီးလုံနေတဲ့ကရင်တပ်ဖွဲ့ပေါင်းစုံဟာအမ်ဆတ်ဆတ်ရဲ့နေယုကလေးတွေအဆင့်ဖြစ်ကုန်ပါပြီကျွန်တော်သိရကြားရဆက်သွယ်ရတာကိုပဲပြောပါမယ် ကရင်ပြည်နယ်ကတရုတ်ရဲ့စီခိုင်းတဲ့အတိုင်းမလုပ်ရင်လောက်ကိုင်းကပယ်အုပ်စုလို ဖြစ်သွားမယ်ဆိုတာတရုတ်ကပယ်မိသားစုတွေကိုတေရန်ချပြီးကျင်းလုံးပြလိုက်ပြီးသားပါနံပါတ်1တရုတ်လုံခြုံရေးဆိုင်ရာဒုဝန်ကြီးကရင်ပြည်နယ်ရဲ့ကိုထိုင်းကနေတဆင့်နှစ်ခေါက်လာတယ်နံပါတ်2တရုတ်ပြည်ရဲ့အကြံပေးအကြီးအကဲ3ခေါက်လာတယ်နံပါတ်3စောချစ်သူ DGB နဲ့ကရင် PC အဖွဲ့တွေကိုဖိအားပေးတယ် နံပါတ်၄မြန်မာစစ်ကောင်စီကစောချစ်သူတို့ကိုတရားမဝင်စီးပွားရေးလုပ်နေကြောင်းကြေညာချက်ထုတ်ပြန်တယ်နံပါတ်၅ကင်းပြည်နယ်ကကြားဖြန့်အွန်လိုင်းလိမ်လည်မှုတွေယနေ့အထိကြာဆင်းမသွားဘူးပုံစံပြောင်းတယ်ဒီလောက်ပဲနံပါတ်၆တရုတ်ကတကွက်ပဲရွှေ့တယ်အဲ့ဒါကစကားစစကားမလုတ်တဲ့ရွက်ကောက်ပွဲကိုမင်းတို့ထောက်ခံရမယ်နံပါတ်9 မထောက်ခံရင်ဘာဖြစ်မလဲရှင်းရှင်းလေးပါပဲစောင့်ချိန်တို့လိုဖန်ခံရမယ်တည်တံပေးခံရမယ်နံပါတ်8လက်ရှိကင်းပြည်နယ်ထဲမှာတရုတ်ထောက်လန်းရေးပုံစံ၃မျိုးနဲ့လူ၂000ခန့်လောက်နေရာဝင်ယူထားတာတွေ့ရတယ်တချို့ထောက်လန်းရေးတွေကကရင်စကားတောင်တက်နေကြပါပြီအဲ့ဒီမှာသေးလိုက်ကြစမ်းပြနံပါတ်9တရုတ်ကစကတ်မှရွေးကောက်ပွဲကို နောက်ပိုင်းမှာ ရှမ်းမြောက်အဖွဲ့တွေပါ ထောက်ခံပူပေါင်းပေးရမယ်ရှမ်းမြောက်နဲ့ကရင် သုံးဘွဲ့တသားနဲ့မူဝါဒတစ်ခုတည်းဖြစ်အောင်တရုတ်ကကင်တွယ်ထားပြီးပါပြီနံပါတ်30ရှမ်းမြောက်ကိုလေမင်းတန်းနှင်းထားပြီးပြီအခုကရင်ကိုလေမျိုးညှစ်ထားပါတယ်အဲ့ဒီအချက်လက်တွေကို အသေးစိတ်လေ့လာပြီးထောက်ပြရေးကြရင် ဆောင်းမတွေပို့ပြီးဖတ်လို့ကောင်းလာပါမယ်လူငယ်တွေလည်းအမြင်ကျေလာမယ် ကိုရှယ်လေးဆိုတဲ့ကောင်က OIC ရဲ့ဆဲအစစ်ကြော့ဆိုးရရဲ့မွေးထားတာခံရတဲ့ကောင်အယူတော့မဟုတ်ဘူးဂယူစိုက်တင်ပါတယ်အခုနိုင်ငံရေးစီးရဲ့အခင်းချင်းကဘယ်နိုင်ငံရေးသမားမှလိုက်မမီနိုင်ဘူးခုခေတ်ကာလအနေအထားနဲ့လက်ရှိတက်မတော်ကာကြုံမှမဟုတ်ပဲအချမ်းသူဆိုရင်တော့လက်ရှိခုလိုမြမနိုင်ငံရေးကဥမော့လာနိုင်စရာအကြောင်းလုံးဝကိုမရှိနိုင်ပါဘူးကမ္ဘာ့စစ်ဘင်နပိုလီယံဟာအရက်ပူပါတယ် ဟေတနာလည်းအရက်ပူတာပါပဲတက်ချုပ်ကြီးလည်းအရက်ပူတာပဲသူတို့အားလုံးဟာလက်ယုံရီရောနှလုံးရီပါပြည့်စုံတဲ့စစ်ကောင်းဆောင်တွေပါ2000တခုနှစ်ကကျိုင်းတောင်ရှည်ရန်တက်မှမှာအရင်၅ပြီလေးလက်မှာပဲရှိတဲ့ဗိုလ်ချုပ်ခင်မောင်မြင့်ပြောတဲ့စကားကိုသွားပြီးသတိရမိပါတယ်အရက်ရှည်နဲ့အရာရှိစစ်တီတွေကိုမင်းတို့ပဲစီရေးပြလျှောက်ကြကွာငါတို့ဂျပုတွေစစ်တိုက်မယ်တဲ့ကျုပ်တို့ရဲသုံးဘော်ကတော့တက်ချုပ်ကြီးကိုချစ်ကြောက်ရိုသေး လေးစားလျက်ပါခင်ဗျာ နိုင်ငံတော်ရဲ့အလဲပြောင်းကာလတစ်ခုမှာတက်ချုပ်ကြီးဟာလက်ရှိရာထူးတဲ့ပုံမူကြီးလေးတဲ့ရာထူးတောင်ဝန်များဖြင့်မြန်မာနိုင်ငံတော်ကြီးရဲ့ကံကြမ္မာကိုအလဲအပြောင်းနဲ့ထိန်းချောင်ပဲ့ပြင်နိုင်မယ်လို့ထင်မြင်သုံးသပ်တင်ပြအပ်ပါတယ်ခင်ဗျာဆရာနေစဉ်လက်ကြိုတင်ပြောသလိုအေးအိုတဲ့ကကောင်းတွေဈာညက်အစပြောက်ပါလိမ့်မယ်အခုတင်နီလာအေးတို့ရဲ့အတိုင်းကတော့အခြေအနေမကောင်းပါဘူး ံမကောင်းရင်ဈေးဥပေါက်ပြီးအစပြောက်သွားနိုင်ပါတယ်ရုပ်ရှင်တွေကရွှေပန်းကြီးကိုမျိုးငင်းချီးဘူးတို့လူစုတွေဖမ်းချုပ်ပြီးဝိုင်းသမတာကို ခံရတဲ့ဇက်ဝင်ကန်းကကြော်လာခဲ့ပြီလေအားလုံးသဘောမပေါက်ရင်ကြောပေါက်မဲ့အနေထားရှိပါတယ်ခမဒါဖုံးကျော်မိုင်းအိုက်ကျော်တို့ကြုတ်ကြက်လိကြပါဗျာစစ်သွင်းတွေရှိပါတယ်လုတ်တုံးဂိုက်တုံးမလုတ်ကင်းတွေမို့ တင်မယ်လို့ကြိုးစားပြီးတော့စာစီပြီးတော့ပြန်ပြန်ဖြတ်နေရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါကြောင်းဆရာသမားများနဲ့တငယ်ချင်းအားလုံးကို လေးစားစွာဖြင့်တင်ပြအပ်ပါရခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရမ်းပြည်နယ်တောင်ပိုင်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါရခင်ဗျာရှင်းရဆယ်လ2025ရနေ့မှာတော့မတင်ငါပွဲရရင်တစည်းကဆိုင်မွန်စခန်းအနီးခိုလံမြို့ကနေကိုဟင်းမြို့ကိုဦးတည်ရပ်တန့်ထားတာကို မြန်မာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရမှာမောင်းသူမဲ့ဘွေကိုလိုင်စင်မဲ့ယင်တစ်ခုဖြစ်နေပြီးတော့၎င်းယင်အတွင်းကနေအကြမ်းဖက်တောင်းကျမ်းသူများကင်ဆောင်တဲ့အန်ဖိုတနက်တလက်ကြီအိမ်မျိုးစုံ၄ခုကြီမျိုးစုံ2500တောင်းမှန်ပြောင်းတလက်နဲ့ဓမ္မီတလက်တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဖားစီတန်ဝီတဲ့ကရင်မြေဟောလီနဲ့ဆက်ဆက်တဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာရှေ့ရက်ဆယ်လ2025ရက်နေ့မှာတော့ကရင်ပြည်နယ်မြောက်ရီခရိုင်ဟောလီစခန်းမှာ လုံုံရွေးဆောင်ရွက်နေရာမှာတော့စကန်ဝဉ္ဇင်တဝိုက်နယ်မြေရှင်းလင်းနေအခါမှာအကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြတဲ့ KNL တပ်မ6ရင်း29နဲ့အကြမ်းဖက်အင်အား15ဦးကန်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလဲ့နေရဖြင့်ရန်သူများအခြေပြုထားတဲ့နေရာတွေကိုတိမ့်ပိုက်ရရှိခဲ့ပြီးတိုင်ပိုင်းနှလုံးတဲဆယ်လုံးနဲ့ပြစ်ချင်းဆယ်ချင်းတို့ကို တွေ့ရှိတိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးဖြစ်ပါတယ် ရှင်းရစင်လား2025ရနေ့မှာတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့အနောက်မြောက်ဘက်ရွာတော်ကျေးရွာအနီးမှာနေမြေရှင်းလင်းနေတဲ့မြမတပ်မတော်လုံချုံရေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျင်းသူဗရက်ဆေဦးကန်းတို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်တွင်မှာရန်သူအားဆုတ်ခွာထွက်ပြေးခဲ့ပြီးအကျိုးမြတ်ရလန့်နေရအဖြစ်အကြမ်းဖက်တောင်းကျင်းသူနှလုံးကာဝိုင်တနက်တလက်လက်လုတ်တနက်သုံးလက် ကြီးအိမ်တစ်ခုနဲ့ကြီးငါးတောင် လက်လုံးပိုင်း3လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မကွေးတိုင်းဒေသကြီးဂံကောနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ရှေ့ဆယ်လ2025ရဲ့နေ့မှာတော့မကွေးတိုင်းဒေသကြီးဂံကောမြို့ရဲ့အနောက်မြောက်ဘက်စိန်နူးကျေးရွာအတွင်းမှာနေမြရှင်းနေတဲ့မြမတပ်မတော် လုံချုံရေးတပ်ဖွဲ့ဝင်များနဲ့ အကြံဖတ်တောင်ရန်သူဘရက်အင်အား40ဦးကန်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလန့်နေရဖြင့်အကြံဖတ်တောင်ရန်သူဘရက်တလောင် M20 နှင့်တနတ်တလက် G အိမ်နှစ်ခု G85 တောင်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကလည်းစကိုင်းတိုင်းဒေသကြီးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ် ရှင်းရဲ့ဇေလ2025ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ရှိန်မကစခန်းရဲ့တောင်ဘက်တက်ကြီးရွာအထက်အနီးမှာနေမြေရှိနေတဲ့မြမတပ်မတော်လုံချွေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျန်းသူဗရက်အင်အား30ဦးကန်တို့ ထိတွေ့တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမြေဘက်ကထိခိုက်မှုဒဇုံတရာမရှိဘဲအကျိုးမြတ်ရလတ်နေရာဖြင့်အကြမ်းဖက်တောင်းကျန်းသူဗရက်နှလောင်း M20 နဲ့သနက်တလက်လက်လုံး40မမလက်လက်တလက် G15 တောင်း G အိမ်တခုတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့တဆက်တဆက်ထဲမှာစကိုင်းတိုင်းဒေသကြီးနဲ့ဆက်ဆက်တဲ့သတင်းကိုတင်ပြရရင်တော့ကြောင်မြောင်းနဲ့ဆက်ဆက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ရှေ့ဆယ်လ2025ရဲ့နေ့မှာတော့စကိုင်းတိုင်းဒေသကြီးကြောင်မြောင်းမြို့နယ်မခောက်ပြည်သူ့စခန်းမှာလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ တမတော်လုံညုံရေးတပ်ဖွဲ့ဝင်များပြည်သူစစ်တပ်ဖွဲ့ဝင်များကတမတော်လုံညုံရေးတပ်ဖွဲ့ဝင်များပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျန်းသူဗရတ်20ဦးကန်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာအကြမ်းဖက်တောင်းကျန်းသူ များစုခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကထိခိုက်မှုဒဇုံတရာမရှိဘဲအကျိုးမြတ်ရလန့်နေရခြင်းအကြမ်းဖက်တောင်းကျန်းသူနှလုံးလက်နက်ငယ်နှလန့်ကြီး96တောင်း နဲ့ကြီးအိမ်နှစ်ခုတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့မန္တလေးတိုင်းဒေသကြီးမရိယာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်။ရှင်းရဆယ်လ2025ရဲ့နေ့မှာတော့မန္တလေးတိုင်းဒေသကြီးမရိယာမြို့နယ်ရေချောင်းဘူကြီးရွာအနီးမှာနေမြေရှင်းလင်းနေတဲ့အခါအကြမ်းဖက်သောင်းညန်းသူအဖွဲ့ဝင်20ဦးကန်းတို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာ ကျမ်းပတ်သောင်းရံသူများဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့၎င်းတို့ကြံခဲ့သောလက်နဲ့ငယ်3လက်ကြီး90တောင်းနဲ့ကြီးအိမ်3ကုရိုကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့တဆက်တဆက်တဲ့မန္တလေးတိုင်းဒေသကြီးနဲ့ဆက်ဆက်တဲ့တပိတ်ချင်းသတင်းလေးကိုတင်ပြလိုပါတယ်။ရှင်းရဆယ်လ2025ရဲ့နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့ရဲ့တောင်ဘက်ချမ်းသာခွန်မိုင်းကျေးရွာအနီးမှာနေမြေရှင်းလင်းနေတဲ့ မြန်မာနိုင်ငံတော်လူမျိုးရေးတပ်မတော်ဝင်များကအကြမ်းဖက်စောင်းညံသူများအခြေပြုရနေရာတစ်ခုကိုဖော်ထုတ်သိမ့်ပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာလက်လုံစိန်မြောင်းတလန်းနဲ့မိုင်းမျိုးစုံ29လုံးသဲအိဘန်ကနှလုံးနဲ့ဆက်သွေးမြောင်း60ပေကန်တို့ကိုတွေ့ရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်နဲ့ဆက်ဆက်တဲ့သတင်းလေးပဲဖြစ်ပါတယ် ရှင်းရဲ့ဆယ်လ2025ရင်းနေမှာတော့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ရဲ့အရှိဘဲကွင်းတလာကြီးကျေးရွာကိုနေမြရှင်းလင်းနေတဲ့မြမတက်မတော်လုံကျွေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျင်းသူများဖြစ်ကြတဲ့ KNU KNL Black ဗရက်အဖွဲ့ဝင်90ဦးတို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကဒီကိုင်းမှုဒုစုံတရားမရှိဘဲအကြမ်းဖက်တောင်းကျင်းသူ KNU ဗရတ်နှလောင်း BA 63တလက်တို့ကိုတင်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ၈လ2025ရဲ့နေ့မှာတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်အတွင်းမှာနေမြေလုံချုံရေးဆောင်ရွက်နေတဲ့မြမတက်မတော်လုံချုံရေးတပ်ဖွဲ့ဝင်များကိုချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လျက်ရှိတဲ့ရွာတော်ကြီးရွာကို မနက်ပိုင်းအချိန်မှာဝင်ရောက်ရှင်းလင်းလိုက်ပါတယ်ဒီလိုဝင်ရောက်ရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖတ်သမား၁၀ဦးခန့်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်စဉ်အတွင်းမှာအကျန်းဖတ်တောင်းချမ်းသူဗရံမြာစုခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကထိခိုက်မှုတစုံတရာ မရှိဘဲအကျိုးအမြတ်ရလက်နေအပြင်အကျန်းဖတ်တောင်းချမ်းသူနှလုံးကာပိုင်တနက်တလက်လက်လုံတနက်အရှိသုံးလက်ကာပိုင်ကြီးအိမ်တစ်ခု ကာပိုင်ကြီး9000နဲ့လက်လုံမိုင်းမျိုးစုံ သုံးလုံးတို့ကို သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအဓိကတက္ကနီကအားကောင်းလာတာကို ပြတဲ့ရုပ်သံတစ်ခုလို့သုံးသပ်ရမှာပါပဲရှင်ရန်တက်တွေမှာဒရုန်းတွေနဲ့ဤပညာတွေကိုပေါင်းဆက်ကျင်သုံးနိုင်လေလေအောင်မြင်မှုများများရလေဆိုတာမျိုးမြင်တွေ့လာရတဲ့ပုံစံပါ အဆောင်အုပ်တစ်ခုတည်းကမီတာတစ်ထောင်အထက်စကုပ်နဲ့ကြည့်နေနိုင်တဲ့စနိုက်ပါသမားကိုဒရုန်းနဲ့ကင်းထောက်တယ်ပြီးမှ SPV ဒရုန်းနဲ့အပြက်ရှင်းတယ်ပုံမှန်လေကြီးတို့ရိုးရိုးကနေကွဲထွက်လာတဲ့နီးဗျူဟာမျိုးမို့ပိုစိတ်ဝင်စားစရာကောင်းပါတယ်နောက်ပိုင်းစစ်ပွဲတွေရဲ့စကန်သိန်းတိုက်ပွဲတွေမှာပေါ်ပေါ်တည်တည်မြင်တွေ့လာနိုင်မဲ့ရှေ့ပြေးလိုပဲယူဆမိပါတယ်စိန်ခေါ်မှုအနေနဲ့ကတော့ မြို့ပြနေရာတွေကိုကာဝယ်ဖို့ဘလို့ကောင်တာလောက်ကြမလဲဆိုတာကိုပါအပြေရှာထားရမယ်ထင်ပါတယ်တော်လန်ရေးမှာပြည်သူတွေက သစ္စာမရှိဘူးလို့ဗရတ်တွေက မချစ်တင်ငယ်ဆိုကြပါတယ်ကြည့်ရတာသတင်းကြုံပွဲတော်မှာပြည်သူတွေထွက်လာတာကိုကြည်ပြီးပြောတယ်လို့ထင်ပါတယ်ဒီ၄ငါးနဲ့အတွင်းမှာမျောလင့်ချက်အမားတွေကြားတဲ့ကလုတ်ခဲတဲ့ကြသိန်းပေါင်းများစွာသောကမ်ပိန်းတွေ project ပေါင်းများစွာတွင်ဦးထီကအစရုပ်စွာအစုံး ဘဝပြတ်ခံပြီးစီရီယန်တွေတောင်ထောက်ခံသူတွေကလုပေးခဲ့တာပါတကယ်တမ်းရလတ်မှာတော့တိတိသာသာကွဲပြားသွားခဲ့တာကခြေတစ်ဖက်မရှိတော့တဲ့လူငယ်တွေနဲ့အနာဂတ်မရှိတော့တဲ့ကလေးတွေပဲမဟုတ်ပါလားဒီတော်လန်ရေးက3လမကြာဘူးလို့မင်းကိုနိုင်တို့ပြောခဲ့တယ်2022ဟာတော်လန်ရေးအဆုံးသတ်တိုက်ပွဲလို့ဇော်ဝေဆိုးတို့ဆိုခဲ့တယ်ဒါပေမဲ့ရွှေရွှင်းတွေပိုက်ထားကြတဲ့ local bread တွေတောင် UNG နဲ့ ။ NUG ရဲ့ MOD တဲ့မဝင်မှတော့ဒီတော်လန်ရေးကြီးမအောင်မြင်တာဆမ်းမှမဆမ်းပဲအချိန်ကြာလာတာနဲ့အမြနိုင်ငံရခြားမှာကိုပိုင်မိသားစုတွေနဲ့အသိုက်အမြုံမပြတ်နေနိုင်သွားခဲ့ကြတာကဘယ်သူတွေလဲပေါ့တော်လန်ရေးလှိုင်းကိုစီးပြီးလူမျိုးစုကောင်းစားရေးအမျက်ထုတ်ခဲ့ကြတဲ့ပလောင်တွေကိုကန့်တွေနဲ့ရခိုင်တွေရဲ့မြန်တဖုံးကလည်းကွာကြခဲ့ပြီးပါပြီ NCA စာချုပ်ပေါ်တရေပေါ်အိတ်တရေနာစားတဲ့ KNU တောင် ်ခွေးပြေးဝက်ပြေးပြေးနေရရင်အညာစကိုင်းတဲကဗရက်ကဗရဝီအနေဒယဘဲမှာပြေးပေါက်ရှိနေလို့လဲဆန္နာပြတဲ့ယုံတနက်ကင်တဲ့ယုံနဲ့နိုင်ငံရေးလှုပ်တာလို့ထင်နေရင်တော့ပုံးရုပ်သားသားအသက်တွေစည်းခံရမှအသေးချပါသူတို့ပြောတဲ့ຫນွေဦးဒေါ်လန်ရေးဟာဂျီဇက်တွေရဲ့ဆရာထက်တန်မှုကိုအသုံးချခဲ့ယုံထက်မပူပါဘူးပြည်ပြေဒေါက်တာစိန်ဝင်းတို့ရဲ့ NCGOB လိုမျိုးအမေရိကန်ရောက်အောင်ကြည်ညွန့်တို့ရဲ့ NUG ကလည်းနိုင်ငံရေးမှာ game over ဖြစ်သွားပြီလို့ပြောရင်ပိုပြီးမှန်ပါလိမ့်မယ်။သတင်းမီဒီယာကိုမျက်ခိုင်မေးလို့ပြီးသုံးလုံးပါတီဥက္ကရာဖြေတဲ့နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ဒေါ်ဆန်းစုကြည်လိုမျိုးပုံကိုယ်တွေလွတ်မြောက်ဖို့ဘာအစီအစဉ်တွေရှိသလဲဆိုပြီးမေးလိုက်တဲ့အင်တာဗျူးက LND ပါတီတောက်ခံသူတွေအထူးသဖြင့်သူ့မိခင်လွတ်မြောက်ဖို့တမရရှိချင်းမြင်စီမှာ အတနာခံစားပို့တယ်ဆိုတော့ကင်းအတွက်တော့အတော်လေးထိကျက်ပြင်းတယ်လို့ဆိုရမှာပါဒီနေရာမှာဒေါ်သန်းသခိုင်အကြောင်းမပြောခင် SSC စူးပွဲခဲ့တဲ့ရခင်အစိုးရဖွဲ့စည်းပုံကိုပဲသဘောကျတယ်လို့ဆိုထမ်းခြင်းပါတယ်ရေကောက်ခံမဟုတ်တော့냐တိုင်းရင်းသားပါတီတွေကတင်ရှားသူတွေနိုင်ငံရေးပါတီတွေကပုံကိုယ်တွေကိုအစိုးရအဖွဲ့ဝင်နဲ့အကြံပေးပုံကိုယ်တွေဖွဲ့စည်းထားတဲ့ပုံစံက SSC ရဲ့အာဏာချက်ဖြစ်ခဲ့တယ်လို့ပဲပြောရမှာပါ အဲ့ဒါကြောင့်အင်တာဗျူးရဲ့မေးခွန်းကိုတိုက်ရိုက်မပြေခင်လူကေပြန်ဌာနရဲ့ရန်ပုံငွေနဲ့လက်ပတ်ပုံကို ခေစေတွင်းကြဥပမာအထောက်ထားနဲ့ရှင်းပြခဲ့တာကဒေါ်စုကိုနိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့မမတ်ယူဖို့ပိုထင်ရှားခဲ့ပါတယ်။နှစ်စဉ်သန်းနဲ့ချီတဲ့ဘတ်ဂျက်တွေရှိပါရဲ့နဲ့ရဟရင်ဝယ်ဖို့အတွက်သာဗဏ္ဍာငွေသုံးခဲ့ပြီးလူကယ်ဖို့ဇီရိုဘတ်ဂျက်ပဲရှိတယ်လို့ပြောခဲ့တာကလည်း ြန်အောင်မဲ့မိเสียာဖြစ်ရတခုဖြစ်ခဲ့ပါတယ်ဆိုတော့ဒေါသနတ်ခိုင်စကားကိုအနစ်ချုပ်ရရင်အဂရီမှုဖြစ်စေတဲ့သက်သေတွေလည်းတရှိထင်ရှားရှိနေသလိုဒေါန်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားလို့သမုတ်ပြီးလွတ်မြောက်ဖို့တောင်းဆိုနေတာကတရားဥပဒေရှုထောင့်အရကြည်ရင်မဖြစ်နိုင်ပါဘူးယုတ်တိမကြဘူးလို့ပဲမှတ်ယူရမယ်ထင်ပါတယ်အချို့ခီးစဉ်တွေအတော်များများ အထူးသဖြင့် နိုင်ငံတော်အဆင့်တွေမှာအာဂျင်နာလို့ခေါ်တဲ့အစီအစဉ်တွေကကြိုတင်ရေးဆွဲထားပြီးသားအရာလို့မှတ်ယူထားတတ်ရပါတယ်။သဘောကတော့နှစ်ဖက်သဘောတူညီချက်အပရုဖြစ်မှဒီခီးစဉ်တွေကရုံလုံးကြွတာပါ။ရုပ်ချီတွေ့ရတဲ့တွေ့ဆုံမှုတွေက လွဲရင်နာယီနဲ့ချီတဲ့တွေ့ဆုံမှုတွေမှာတော့ဖြစ်လိုရန် ဖြစ်ချင်တာတွေအရေးအမျိုးပြောတတ်ကြပါတယ်။အသေးစိတ်ကတော့ပြီးမှပြန်ညှိကြတဲ့သဘောပေါ့။ဒါက နိုင်ငံရေးအပြင်တန်တမန်ရင်းနယ်လဲနှီးနွယ်ပါတယ်။ဆိုရရင်အခုမလေးရှားနိုင်ငံသားရဲ့ခီးစဉ်ကဒီဘက်ကအပရူပေးလို့ပါ။နောက်တွေ့ဆုံမဲ့သူတွေကိုဝါစင်စီလိုက်တဲ့အခါယာယီသမရဝန်ကြီးချုပ်နဲ့နိုင်ငံသားရဲ့ဆိုပြီးဖြစ်လာပါတယ်။အရင်အစစီဥက္ကရာနေရာကနေယာယီသမရဆိုတဲ့ပေးထားချက်ဟာအာဆီယံနိုင်ငံတွေတေချာပေါက်ဂလူးဆိုင်ကြဖို့လိုပါတယ်။မြန်မာရဲ့ geopolitics နောက်ွယ်မှာ တရုတ်ရုရှားနဲ့အိန္ဒိယအပြင်ရှင်းစွဲမိတ်ဖက်ဆက်ဆံရေးကြောင့်ဘီလာရုတ် EAEU ကကာဇက်စတန်ကိုပါဘက်ကရှိနေတဲ့အနေအထားမှာဘာကိစ္စအာဆီယံတွေကမြန်မာကိုဖယ်ကျင်ထားဦးမလဲတကယ်လို့များထဝယ်ရင်နဲ့စိတ်ကန်းစီမံကိန်းသာအောင်မြင်ရင်မလက်ကရေလက်ချားကိုတုံးနေတဲ့80ရာခိုင်နှုန်းသောတရုတ်ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့စီတင်သွင်းတဲ့လမ်းကြောင်းတွေကထဝယ်စီရောက်မှာပါ ဆိုလိုတာက73စီတည်ယူပို့ဆောင်ရေးလမ်းကြောင်းကိုပါစင်ကာပူစီကနေမြန်မာကလွှဲပြောင်းရယူနိုင်မဲ့အခင်းအကျင်းပုံစံသစ်ပါအနစ်ချုံရရင်မလေးရှားနိုင်ငံသားရဲ့ခီးစင်မှာ NUG ကိုလူရန်သွင်းဖို့ဆိုတဲ့အရေးအယောင်တွေလဲပါနိုင်သလိုရခိုင်ဒေသကဘင်းအရေးကိစ္စတွေလဲပါကောင်းပါနိုင်ပါတယ်ဒီအဖြေတွေကိုတော့နှစ်ပတ်ထုတ်ပြန်ချက်သတင်းတွေစောင့်ကြည့်မှသိရမှာဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဇာအောင်နိုင်သူဇွဲကပင်ရေးသားတဲ့ UF ကအစင်လာပြက်ပြီလားဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာတချိန်ကတော့အမေရိကန်ဟာတပ်တွေကိုအပြန်အလှန်ထိန်းချုပ်တဲ့နေရာမှာနာမည်ကြီးပါတယ်အထူးသဖြင့်ပြည်နယ်အစိုးရအောက်မှာရှိတဲ့ National Guard Force ဟာအခြားတပ်တွေဥပမာကြီးရေလေမရိန်းတပ်တွေထက်ပြည်နယ်တွေမှာပိုပြီးတော့အာဏာရှိပါတယ် နေရှင်နယ်ဂန်ဖို့ခွင့်ပြုချက်ရမှပြည်ထောင်စုအစိုးရတပ်တွေမျိုးတဲ့ဝင်ခွင့်ရတာမျိုးပါပြည်နယ်တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းသူမတိပဲဝင်ရောက်ဆက်ဖက်ခွင့်မရှိတာမျိုးကိုအစဉ်အလာရာရောဥပဒေအရပါထိန်းချုပ်ထားပါတယ်ဒီလိုလုပ်ခဲ့တာဥပဒေပြဋ္ဌာန်းခဲ့တာတွေကလည်းအကြောင်းတော့ရှိပါလိမ့်မယ်တက်အချင်းချင်းအပြန်အလှန်ထိန်းချုပ်တာချက်ကန်ဘယ်လန်လောက်တာလို့နားလည်မိပါတယ် တမ်ဘရိုဆိုရာအင်အားကြီးတဲ့ institution ဖြစ်လို့သူ့ကိုဒိန်းချောင်းတဲ့နေရာဥပဒေနီးဥတွေနဲ့မလုံလောက်ဘူးလို့ယူဆကြပါတယ်။ဒါကြောင့်တက်ကို ideology အရထိန်းချောင်းသလိုတဲအချင်းချင်းနဲ့အပြန်အလှန်ထိန်းချောင်းတဲ့စနစ်စီမံကြတာကိုအမေရိကန်လိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလှုပ်လှည့်ရှိပါတယ်။ဒါတွေမကသေးပါဘူး။အချို့နိုင်ငံတွေမှာဆိုရင်တမိုင်းအစင်လာရဩဇာတက္ကမကြီးတဲ့ institution နဲ့တွဲပြီးထိန်းချောင်းတာမျိုးလည်းတွေ့ရပါတယ်။ ဥပမာထိုင်းမှာဆိုရင် ထိုင်းဘရင်တက်မတော်ပြည်တိမ်မှာဆိုရင်တော်ဝင်တက်မတော်လို့ခေါ်တာမျိုးပေါ့တနည်းပြောရရင်တော့ institution ကိုဩဇာကြီးတဲ့ institution နဲ့ပြန်ထိန်းချောင်းတဲ့သဘောဆိုပါတော့မြန်မာမှာလည်းရှိခဲ့ဘူးပါတယ်အင်္ဂလိပ်လက်အောက်ကမြန်မာပြည်လွတ်လပ်ရေးရစဉ်ကကာကွယ်ရေးအောက်မှာတရင်ဆက်ရှိရင်းပြည်ထရေးအောက်စည်ရတရင်20တရင်နဲ့အပြန်အလှန်ထိန်းချောင်းဖို့ထားခဲ့တယ် မျိုးရင်းမှာကစီရဲတရင်တွေပို့အာနာရှိခဲ့ဘူးပါတယ်။ဒါမှတော့လေပြောကျင်တာကအခုအမေရိကန်မှာထရန့်ကအစင်အလာစပ်ဖြတ်နေတာတွေ့ရတဲ့အကြောင်းကိုပါ။ဒီမိုကရက်ခေါင်းဆောင်တွေဖြစ်ကြတဲ့ချီကာဂိုမြို့တော်ဝန်နဲ့အီလီနိုက်အုပ်ချုပ်ရေးမှူးတို့ကို ထောင်သွင်းအကြီးချဖို့ထရန့်ကတောင်းဆိုလိုက်တယ်။အကြောင်းကတော့ထရန့်ဆင်လွတ်လိုက်တဲ့အဆောင်တက်တွေနဲ့ပတ်သက်ပြီးစန့်ကျင်လှုပ်ဆော်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့။ဒါဟာ ပထမဇီးကိုထရန့်ကချိုးဖောက်တယ်လို့ကျွန်တော်မြင်ပါတယ်။သူရနိုင်ငံရေးဒလေစီရေးဒလေတွေတစင်ချင်းကျိုးပြတ်သွားမယ်ဆိုရင်စစ်ဘက်ရဲ့အခန်းကဏ္ဍကလွမ်းမိုးမှုကြီးလာနိုင်ပါတယ်။အရက်ဘက်ယဉ်ကျေးမှုဩဇာအာဏာတွေတပြေးပြေးကြာဆင်းလာခဲ့မယ်ဆိုရင်အမေရိကန်ဒီမိုကရေစီဟာလည်းအနည်းငယ်ရှိလာနိုင်ပါတယ်ဆိုတာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုနောက်ဆုံးအနေအားဖြင့်ဆံပိုင်စိုးရေးသားတဲ့ KIA ကကျင်းလူမျိုးအလုံးကို ကိုစမ်းပြုတ်မပြုတ်ဆိုတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာပြီးခဲ့တဲ့၄ရက်နေ့ကခေါလံမှုဒေတာကို KIA နဲ့ KBF ဝင်မလာစေဖို့ခေါလံမှုဒေတာခံတွေနဲ့ပြည်သူစစ်တွေကဆန္ဒပြလှည့်လည်ကြပါတယ်ဒီနေ့ကလည်းပူတာဟိုဒေတာမှာလန်ဆယ်ဒေတာကိုဝင်လာတဲ့ KIA အဖွဲ့တွေအ мян ဆုံးထွက်သွားဖို့ဆန္ဒထပ်ပြကြပါတယ် ။ GMI ကချင်းသတင်းဌာနတွေမှာအများဆုံးတက်နေတဲ့ KIA ရဲ့လူသစ်စုကျန်းနေတဲ့သတင်းတွေကြောင့်လား။သူတို့ဝင်တဲ့နေရာတွေမှာမကြခင်စစ်ပွဲတွေဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်လာလို့လားတော့မသိပါဘူး။ဒေဂျာရာကကချင်းလူမျိုးကိုကိုးစားပြုပါတယ်ဆိုတဲ့ KIA ကို ကချင်းဒေသခံတွေကဆန္ဒပြတယ်ဆိုတာ KIA အတွက်တော့ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ဒီသတင်းကိုတော်လိုင်းရေးသတင်းဌာနတွေမှာ မတင်ကြတော့ တော်တော်များများသတိမထားမိကြပါဘူးတင်ညာတဲ့သတင်းဒါနကလည်းပြည်သူစစ်ဆိုတာကိုပဲအသားပေးမဖြစ်မနေဆန္ဒပြရသေးအောင်ဖိဖို့ရေးကြပြီးတချို့တွေကလည်းရဝံလီစုလူမျိုးတွေကိုအပြစ်တင်တဲ့ပုံစံမျိုးတွေရေးသားနေကြပါတယ်တကယ်တော့ကချင်ပြည်နယ်ဆိုတာဂျိမ်းဖောလူမျိုးတစ်မျိုးတည်းနေတာမှမဟုတ်တာနိုင်ငံလွတ်လပ်ရေးရဖို့အတွက်ကချင်ပြည်နယ်လို့သတ်မှတ်ပေးလိုက်လို့သာ ဖြစ်လာရတာငကုံမူလက ရှမ်းစော်ဘွားနေမြေတွေမှုဒေသခံတွေထဲမှာ ရှမ်းရှမ်းနီတွေလည်းအများကြီးရှိသလိုကချင်လူမျိုးထဲမှာရင် လူမျိုးပေါင်း12မျိုးအထိရှိကြမဟုတ်ပါလားဒီတော့အခုလိုဂျင်းဘုံ KIA ကကချင်ဒေသတစ်ခုလုံးကိုလက်နက်အားကိုမောင်းပိုင်စီးလာတဲ့အချိန်မှာကျန်တဲ့လူမျိုးစုတွေမကြိုက်ကြတာသဘာဝကျပါတယ်ဒီလိုရရင်လဲသွေးခွဲတယ်ဆိုပြီးပြောကြဥမာပါတကယ်တမ်းလဲမြေပြင်မှာဒီအတိုင်းဖြစ်နေပါတယ် နှစ်ကျော်လာပြီဖြစ်တဲ့ဗမော်မျိုးသိမ့်တိုက်ပွဲမှာလူအများပြားဆုံးရှုံးခဲ့ရတဲ့ KIA ကအခုနောက်ပိုင်းလူသစ်စုတာတော်တော်ကျန်းလာခဲ့ပြီးတွေ့သမျှကို ပေါ်တာဆွဲနေခဲ့တာ တချမ်းကချင်တွေကြားတော်တော်လေးကိုကြည့်ထနေပါတယ်အထူးသဖြင့်ရောင်ရဲလီစုလူမျိုးတွေရှမ်းနေလူမျိုးတွေကဘယ်အချိန်ပေါ်တာဝင်ဆွဲခံရမလဲကြောက်နေကြရပါတယ် ရန်ကုန်လိုမုံရွာလိုဘော်ဒါအဆွဲကျမ်းပါတယ်လို့သတင်းပွားတဲ့မြို့ကြီးတွေဟာပွဲလန်းတွေနဲ့ပျော်နေကြပေမဲ့တကယ့်အပြင်မှာဘော်ဒါဆွဲနေတဲ့ EO တွေကိုတော့ဘယ်မီဒီယာမှ မဖော်ပြကြတာကြောင့်ပြည်သူတွေကသိကျင်မှ သိပါလိမ့်မယ်တကယ်တမ်းနေရာကို ကြောက်ရတဲ့ EO နယ်မြေတွေကပြည်သူတွေကတော့ကိုယ်တိုင်ခံစားရတာဖြစ်တဲ့အတွက်ပြောတွင်လဲမသာတော့တဲ့အချိန်မှာ ကိုဒေသကိုကာဝယ်ဖို့ပြည်သူစစ်တွေမဖြစ်မနေဖွဲ့ကြရတဲ့အခါဘောမလို့ဒစိအတက်ခံရပြန်ပါတယ်။လိုင်းမော်မှာကိုခံစားရတာလေးရေးမိပြန်ရင်လဲလူမျိုးနဲ့ခြေပြီးအပြောခံရပြန်ပါတယ်။တေချာတာကတော့ KIA ဟာကချင်ဆိုတဲ့အမည်နာမတစ်ခုကို ကိုစားပြုဖို့မထိုက်တန်ဘူးဆိုတာအခုကချင်ပြည်နယ်ကဒေသခံတွေရဲ့ဆန္ဒပြပွဲတွေကတက်တည်ခံနေပါတယ်ဆိုတဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံဗန်ကြအပ်ပါတယ်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခတ်ပါပါ